အရခတ်ဒေတာရခိုင်ပြည်မှာစစ်ကွန်မရှင်ဘက်က လက်တလောရက်ပိုင်းအတွင်းအရတားပြည်သူတွေကိုရည်ရွယ်ပြီးရေချောင်းလေချောင်းတိုက်ခိုက်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်လာတယ်လို့ AA ကတတိပီးထုတ်ပြန်ထားပါတယ်အော်တိုဗာလာကိုရဲနဲ့ညနေပိုင်းမှာခွားမျိုးနယ်ပင်လယ်ပြင်ကစစ်တင်မိုးတွေကနေလက်နဲ့ကြီးတွေနဲ့အကြိမ်ပေါင်းများစွာပြေးခဲ့တယ်လို့အေအေကအော်တိုဗာလာ၁၀ရဲ့နေမှာထုတ်ပြန်ပါတယ် ဒါပြင်တန်သွဲငပလီကမ်းခြေမျက်နှာချင်းဆိုင်ကစစ်တင်မိုးရီပေါ်ကနေလဲမြို့ပဝန်းကျင်ကိုရန်တန်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဗာလာ10ရက်နေ့မနက်ပိုင်းမှာတော့တန်သွဲမြို့အနီးပဝန်းကျင်ကိုဂျက်လင်ရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အရခတ်ဒေတာရခိုင်ပြည်မှာစစ်ကွန်မရှင်နဲ့အရခတ်တပ်တော် AA တို့ကြားတိုက်ပွဲတွေဟာစစ်ရေးအခြေချကြားတဲ့နေရာ၅ခုမှာရက်သက်သက်ပတ်ကြားဆက်လက်ပြင်းထန်နေပါတယ်။ အော်တိုဘာလ3ရက်နေ့မှာတော့ကြောက်ဖြူမျိုးကရေလုတ်သားအယောက်20ကျော်ကိုစစ်ကော်မရှင်တပ်ကအကြောင်းမဲ့ဖမ်းဆီးခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ပင်လယ်ကမ်းနီးမြို့ရွာတွေကပြည်သူတွေကို ရေချောင်းနဲ့လေချောင်းတိုက်ခိုက်မှုအနေရကို အထူးတတိထားကြဖို့နဲ့စစ်ရေးတတိရှိကြဖို့ အေအေကနှူးစော်ထုတ်ပြန်ထားပါတယ်။